င်္ဂလာပါမြန်မာ့နေဦးရဲ့ဒီခေချမ်းတက်မှာဘယ်လိုဆက်သွားမလဲဆိုတဲ့မိကွန်းဟာလက်ရှိတည်ရှိနေတော့ပါ2021ဆက်အနာသိပြီးကြတဲ့ PDF တွေ EAO တွေနဲ့ပူးပေါင်းဖို့စူးစမ်းခဲ့တာကအောင်မြင်ဖို့တော့ချက်ဆိုပြီးဆိုခဲ့ကြပါတယ်2023ဆက်ဆင်ရေးလို့အောင်ပွဲတွေဟာပြည်သူ့ရုပ်ကြီးချက်ကိုမြင့်တင်စေခဲ့တာတော့အမှန်ပါပဲဒါပေမဲ့2025မှာတော့အဲ့ဒီထိုးစစ်တွေရပ်တန့်သွားခဲ့ပါတယ်တော်လာရဲ့ ရွေးလျားမှုတစ်ခုပေါ်မှာအမေကွန်ထုတ်เสียဖြစ်လာစေပါတယ်။အဲ့မှာအဓိကပြဿနာဟာကားဆောင်မှုလက်ဟာနေတာပါပဲ။ UNG ကနိုင်ငံတကာမှာအတိအမှတ်ပြုမှုရဖို့ကြိုးစားပေမဲ့ပြည်တွင်းမှာတော့အားနည်းနေပြီးဆိုတာကိုပြည်သူတွေကတန်တရားဝင်နေပါပြီ။ UNG ရဲ့နိုင်ငံကအပေါ်မှာလွန်ကဲတဲ့အမျှော်လင့်ချက်တွေ AO တွေက UNG ကိုကားဆောင်အဖြစ်အပြည့်ဝလက်မခံတာတွေဗမာလူထုကြတဲ့ယုံကြည်မှုမရှိတဲ့ပြဿနာတွေ ါတွေဟာဥဆောင်မှုအားနည်းချက်ကိုပိုဆိုးစေပါတယ်။တရုတ်ပြည်အပေးမှုတွေအောင်မြင်ခဲ့တာဟာ EAO တွေရဲ့မဟာဗျူဟာ အမြင့်ကင်းမဲ့မှုကြောင့်ဆိုပြီးတချို့တုံ့တက်ကြပါတယ်။စဉ်းစားကြည့်ပါ။မင်းအောင်လိုက်တော့မှသူ့ရဲ့သူတွေကြားကအားနည်းချက်ကိုတည်ပြီးတော့အသုံးချနေတာပါ။ EAO တွေက UNG နဲ့တန်းတူအတိမတ်ပြုမှုလိုလားတာက အတွင်းအနာပြန်ဆိုင်မှုတသက်ပါပဲ။ဒီလိုပြည်တွင်းပဋိပက္ခတွေကတော်လိုက်အရှိတ်ကို နောက်နှေးစေပါတယ်။ ပြည်သူယုံကြည်မှုကိုထိခိုက်စေပါတယ်။အလို့တိထားဖို့လိုတာကပြည်သူစံတော်ကိုကြောခိုင်းတော့ကဘယ်လိုအဖွဲ့အစည်းမဆိုးမအောင်မြင်နိုင်ပါဘူး။ဒီတော့အနာဂတ်ဘယ်လိုဖြစ်မလဲ။ဒီလိုဥစားမှုကင်းမဲနေတဲ့အခြေအနေတွေကနေဘာတွေဆက်ဖြစ်မလဲစဉ်းစားကြည့်ပါ။စေရေးအောင်မြင်မှုတွေအလဟတဖြစ်သွားနိုင်ပါတယ်။အခုချိန်ထိရထားတဲ့စေရေးအောင်ပွဲတွေကဥစားမှုခက်ခဲမှမှမရှိဘူးဆိုရင်ရေရှည်မတည်မြဲပါဘူး။ ိမ့်ပိုက်နယ်မြေတွေဟာနယ်မြေထိထားသူတွေရဲ့တိချနယ်မြေတစ်ခု ဖြစ်လာလိမ့်မယ်။စူးစိမှုတွေပြောင်းမယ်။ဒါဆိုရင်စစ်နိုင်ပေမဲ့စစ်ရဲ့အကျိုးကို မခံစားလိုက်ရတဲ့အခြေအနေဖြစ်သွားပါလိမ့်မယ်။ဥစားမှုအာနေရာဟာစစ်ကောက်စီအတွက်အခွင့်အရေးကို ပြန်ပြီးဖန်တီးပေးရရောက်ပါတယ်။ဥပမာ2008နာဂေမုတ်တိုင်းလိုမျိုးလက်ရှိငလျင်ကာလလိုမျိုးတဘာဝဘေးကိုအတုံးချပြီး ပြည်သူထောက်ခံမှုရယူတာအာဏာပြန်တိဆောက်တာမျိုးတွေလုံလောက်နိုင်ပါတယ်။ပြည်သူဒုက္ခကိုအတုံးချပြီးသူတို့အာဏာကိုခိုင်မာအောင်လုံမဲ့အန်ဒီရရှိတဲ့အခြေအနေပေါ်နေပါတယ်။နိုင်ငံတကာကလည်းမြန်မာဒေါ်လာရေးကိုအတိမတ်ပြုဖို့ခက်ခဲပါလိမ့်မယ်။ခေါင်းဆောင်မှုမရှိတဲ့ကောင်းမရှိတဲ့အဖွဲ့စည်းလိုဖြစ်နေရင်ဘယ်သူမှယုံကြည်မှာမဟုတ်ပါဘူး။ဒါကစစ်ကောက်စီကိုအသက်ရှူချောင်စီပြီးအာနာတီမြဲရေးလမ်းကြောင်းအသစ်တွေကိုဖော်ဆောင်ပေးရရောက်ပါလိမ့်မယ်။ ဒီရှုပ်ထွေးမှုတွေကလည်းရုပ်ထွက်ဖို့ဆိုရင်တနိုင်ငံလုံးဆိုင်ရာလွှမ်းခြုံတဲ့မဟာဗျူဟာအမျိုးမြင်တစ်ခုတကယ်ကိုလိုအပ်နေပါပြီ AOR ရဲ့ဒေတန္တရအမြင်နဲ့ UNG PDF ပူပေါင်းဆောင်ရွက်မှုအားနည်းချက်တွေကိုအမြန်ဆုံးဖြည့်ရှင်းဖို့လိုပါတယ်တော်လိုက်အင်အားစုတွေကြောင့်စစ်မှန်တဲ့ညီညွတ်မှုပုံစံတစ်တစ်ခုကိုမဖြစ်မနေဖော်ဆောင်ဖို့လိုနေပါတယ်ဘလို့ကောင်းဆောင်မျိုးလိုအပ်လဲ ဒီလို power vocal ဖြစ်နေတဲ့အခြေအနေမြန်မာပြည်ကိုတကယ်ဥဆောင်မဲ့ခေါင်းဆောင်ပေါ်ထွက်လာဖို့အလွန်ရေးကြီးပါလေ။လိုအပ်တဲ့ခေါင်းဆောင်မျိုးဟာစည်ရေးနိုင်ငံရေးလူထုလှုပ်ဆော်မှုအဲ့ဒီသုံးမျိုးစလုံးမှာကြွန့်ကျင်စွာပေါင်းစပ်နိုင်တဲ့သူဖြစ်ဖို့လိုပါလေ။လက်စင်မန်ဒဲလာလိုမျိုးတမိုင်းနောက်ခံတတိစီလုံးရေးစွမ်းရည်အဲ့ဒါတွေကြောင့်လူထုကတောင်းဆိုလာတဲ့သူမျိုးဖြစ်ရပါမယ်။နောက်တစ်ခုက တူတဲ့ဥဆောင်တော်မျိုးမဟုတ်ပဲနဲ့တပ်ဖွဲ့အဖွဲ့စည်းနယ်မြေလိုက်ငိမ့်ချမ်းစွာညီနိုင်တက်တဲ့ဘ ிய ဟာများဥဆောင်မှု ပေးနိုင်ဖို့လိုပါတယ်။မြေပြင်မှာလူထုရုပ်ကြည့်ပြီးချက်ချင်းနယ်မြေလှုပ်ရှားမှုပေါ်မှာတုံ့ပြန်မှုကို ပေးနိုင်တဲ့သူ ဖြစ်ဖို့လိုပါတယ်။တိုင်းသားတွေရဲ့ယုံကြည်မှုကိုရရှိပြီးဗမာလူထုထဲမှာလည်းရေရှည်ယုံကြည်အားကိုးမှုကိုတည်ဆောက်နိုင်သူ ဖြစ်ရပါမယ်။ပြောအကြံပြုရမယ်ဆိုရင် ဒီအခြေအနေကနေရုတ်ထွက်ဖို့ဂါဖာမှုဖန်တီးနီးတောက်ချက်ကိုကျွန်တော်အကြံပြုချင်ပါတယ်။နံပါတ်၁ကဖွဲ့စည်းပုံရေးချင်းနိုင်ငံရေးဥဆောင်မှုအတွက်လူထုယုံကြည်စိတ်ချရမယ့်ပေါင်းဆက်ညီနိုင်အဖွဲ့တရက်ကိုအလေးမြတ်ထူထောင်ဖို့လိုပါတယ်။ဒါဟာပထမဥဆုံးတော့ရမယ့်အုတ်မြစ်ပါ။နံပါတ်၂တင်မြောက်မှုပုံစံကိုပြောင်းလဲဖို့လိုပါတယ်။စစ်ကောင်းဆောင်တဦးတည်းကိုအားကိုးတာမျိုးမဟုတ်ပဲနယ်မြေပေါင်းစုံမဟာဗျူဟာညီနိုင်နိုင်တဲ့သူဖြစ်စေဖို့လိုပါတယ်။ လက်ရှိနာမည်ကြီးတဲ့သူတွေတည်ငြိမ်တဲ့ EAO ကားဆောင်တွေကလည်းရွေးချယ်ဖို့စုစည်းပေးဖို့စဉ်းစားသင့်ပါတယ်။နံပါတ်3ပြည်သူထံဆက်သွယ်မှုပြောင်းလဲခြင်းဥစားမှုရှာဖို့တော့ဟာထင်ရှားမှုမလိုပါဘူးထင်ရှားမှုမဟုတ်ပါဘူးယုံကြည်မှုဖြစ်ရပါမယ်။ပြည်သူနဲ့နိုင်ငံတကာနှစ်ဖက်စလုံးကယုံကြည်မှုရအောင်လှုံ့ဆော်ဖို့လိုပါတယ်။ဒီကိုချုပ်ရမယ်ဆိုရင်တမိုင်းမှာလေးစားရတဲ့ခေါင်းဆောင်တွေဟာဘယ်သူမှ ဥဆောင်ချင်လို့ဥဆောင်ခဲ့ကြတာတော့မဟုတ်ပါဘူးအချိန်နေကတာခေါင်းဆောင်ကိုဖန်တီးပေးတာဖြစ်ပါတယ်အခုမြန်မာဒေါ်လာရေးမှာလိုအပ်နေတာကဒီလိုအချိန်နေကိုရင်ဆိုင်ပြီးတက်တဲ့အခိုင်မာအထောက်ထားအခိုင်မာနဲ့အာဏာရယူရဲဖို့တတ်တိရှိတဲ့သူလိုအပ်နေတာဖြစ်ပါတယ်ဒီခေါင်းမရှိတဲ့ဒေါ်လာရေးဟာဥတီချန်နယ်မဟာဗျူဟာကိုငရဲထဲမှာထားနေတာနဲ့အတူတူပါပဲ ဒီလိုပါဝါဗော်ကန်ကနေဘလို့ခေါင်းဆောင်မျိုးပေါ်ထွက်လာပြီးမြန်မာပြည်သူတွေရဲ့မျှော်လင့်ချက်ကိုအမှန်တကယ်ဥဆောင်နိုင်မလဲဆိုတာကတော်လာရေးရဲ့အနာဂတ်အတွက်အရေးကြီးဆုံးမိကုံးအဖြစ်ကြံရှိနေပါလိမ့်မယ်ဆိုတာကျွန်တော်ပြောပြချင်းပါတယ်။ဒါဆိုရင်မြန်မာအနေဦးရဲ့တကက်စစ်မှန်တဲ့အသက်နှလုံးကိုနှိုးထစေမဲ့ခေါင်းဆောင်ကဘယ်သူဖြစ်မလဲ။ကျွန်တော်ပြည်သက်တဲ့အမြင်ကွန်မန့်မှာရေးခဲ့ပြပါဦး။ကျေးဇူးတင်ပါတယ်။